နောက်တစ်ခါဝိကာလဘောဇနာ ဝေရမဏိသိခာပရံတမာရိယာမိဆိုလိုက်တဲ့အခါအော်ယဟန္တာအရှင်မြတ်များဟာနတ်နဲ့တစ်ချိန်သာဖုံးမေးသုံးဆောင်တော်မူကြတယ်မွန်လွဲတဲ့အချိန်မှလည်းမဖုံးမေးဘူးညနေစာလည်းမချင်ဖုံးမေးဘူးညစာလည်းမဖုံးမေးဘူးနတ်နဲ့ပိုင်းတစ်ချိန်သာဖုံးမေးတော်မူကြတယ်ငါလည်းပဲဒီကနေ့ယဟန္တာပုဂ္ဂိုလ်ရဲ့အကျင့်ကို လိုက်ပြီးတော့ကျင့်သုံးရတယ်စိတ်ထဲမှာဝမ်းသာ အဲ့တော့ဘုရားဘာသာကညဏ်နေမစားဘူးလို့ဆိုတာတသက်အငတ်ခန္ဓာမဟုတ်ဘူးနော်တသက်အငတ်ခန္ဓာမဟုတ်ဘူးတကယ်သူတော်စင်ပုဂ္ဂိုလ်တွေဟာညစာကိုရှောင်ကြတယ်ဘာဖြစ်လို့ညစာကိုရှောင်တယ်လဲလို့ဆိုလို့ရှိရင်အတိတ်ဖယ်ကညစာစားခြင်းအပြင်လူတွေမှာအစာဝလာတဲ့အခါမှာအိတ်ချင်ထိုင်မှိုင်းမှုတွေပို့ပြီးတော့မများဘူးလား ညားတယ်တန်ဖိုးရှိတဲ့ညအခါမှာဖိုင်လေးလေးနဲ့အိတ်ဖို့ပဲကြိုးစားတော့မှာပေါ့အေးသူတော်စင်သူတော်မြတ်များကညအခါဟာတိတ်တန်ဖိုးရှိတယ်လို့ယူဆကြတယ်ဒါကြောင့်မို့လို့အိတ်အနေနဲ့အောင်လဲညစာကိုမစားပဲနဲ့မနန်နဲ့စားပဲစားတယ်နောက်တစ်ခုကညစာစားမယ်ညစာစားမယ်ညနေစာစားမယ်ဆိုလို့ရှိရင် ဝေယဝိဇ္ဇာတွေရောမလောက်ရဘူးလားချဲ့ရမယ်ပြုတ်ရမယ်ဓမဲမွဲပြင်ရမယ်ဆင်ရမယ်ဆိုတဲ့ဝေယဝိဇ္ဇာအေးမချက်ပါဘူးဆိုင်သွားမယ်ဆိုလည်းသွားရသေးတာပဲဟုတ်ကဲ့လားစပီးပြီဆိုတာနဲ့ဘိုင်လေးသွားပြီလေဘိုင်လေးသွားရင်အိတ်ဖို့ပဲစဉ်းစားတော့မှာပဲတံပိုးရှိပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့ညချမ်းလေးကိုအချိန်ဖြုံးပစ်ဖို့ပဲရှိတယ် ကာမဂုဏ်အာယုစိတ်တွေလောဘတွေနဲ့ဟောအိတ်လိုက်ကြပြီသူတို့စင်သူတို့မျက်တွေကတော့အဲ့လိုမဟုတ်ဘူးသူတို့ပြောတာနတ္တဝတုပိတုံဟောတိရတ္တိနခတ္တမာတိနိညာခါမှာဆိုတာကောင်းရင်ကိုမော့ကြည့်လိုက်လို့ရှင်အမတန်မှကြည်ညူးစရာကောင်းတယ်ကောင်းကင်မှာလရုနခတ္တကျေတရားတွေရှိမနေဘူးလား နေခါမှာကြည့်မယ်ဆိုလို့ရှိရင်နေကြီးကလွဲလို့တခြားမမြင်ရဘူးညမှာကျတော့အလွန်လှပတဲ့နက်ခတ်ဒီဟိုနားကဝင်းဝင်းလက်လက်ဒီနားကဝင်းဝင်းလက်လက်နဲ့အလွန်လှတဲ့ညအခါကိုလူတွေကအိတ်ပြီးတော့ဖြတ်ကျော်လိုက်ကြတယ်မိထားလိုက်ကြတယ်ညရဲ့အလှကိုလူတွေမသိကြဘူးတဲ့နော်အများစုကလူတွေမသိကြဘူးဒါကြောင့်မို့လို့သူတော်စင်သူတော်မြတ်တွေက နတ္တဝသူပိတုံဟောတိရတ္တိနက္ခတမာလိတိညဆိုတာတဲ့နက္ခပန်းနေတဲ့အစတဲ့ကျဲအလွန်လှတဲ့ညအခါဆိုတာအိပ်ဖို့မဟုတ်ဘူးတဲ့ပฏิစခိတုမေဝေတာညဆိုတာကကိုယ့်ရဲ့ကိုယ့်ကိုယ်ကိုထိမ့်သိမ်းဆောင်းရှောက်ပြီးတော့အကုသိုလ်တရားတွေကင်းအောင်ကိလေသာတရားတွေကလွတ်မြောက်အောင် ကြိုးစားဖို့ကောင်းတဲ့အချိန်ဖြစ်ပါလေ။ဘာဖြစ်လို့တော့ဆိုတော့ညဆိုတော့ရာသီဥတုကလည်းအေးချမ်းတယ်နေလို့မပူအေးမြတယ်နေခါမှတော့လူသန်းနေငက်သန်းနေဆူညံနေတာမရှိဘူးညအခါဆိုတော့တိတ်ဆိတ်တယ်ဟုတ်ကလားတိတ်ဆိတ်ငြိမ်သက်ပြီးတော့အေးချမ်းပြီးတန်ဖိုးရှိတဲ့အချိန်ကြီးတစ်ခုအိတ်ပြီးတော့ဖြတ်ကျော်ပြစ်လိုက်တာအစာစားထားလို့ရှိရင် ဒါကြောင့်မို့လို့ညကိုမစားရဘူးဆိုတော့ဝိကာရဘောဇနာဆိုတံပိုးရှိတဲ့ညရဲ့တံပိုးရှိအောင်နေနိုင်အောင်လို့ရှိပဲတဲ့ကိစ္စတစ်ခုပဲเนาะအေးဒါကြောင့်မို့လို့ဩယန္နာပုဂ္ဂိုလ်တွေဟာညခါမှာသုံးဆောင်ခြင်းမရှိကြဘူးမွန်တွဲတဲ့အချိန်မှာသုံးဆောင်ခြင်းမရှိကြဘူးမာလည်းပဲဒီကနေ့ယန္နာပုဂ္ဂိုလ်ရဲ့အကျင့်တိုင်လိုက်နာခြင်းသောအပြီးစိတ်ထဲမှာဝန္တာချီလူပြီးစောင့်